ဒီနေ့2025ခုနှစ်အော်တိုဘာလ9ရက်အင်္ဂါနေ့အတွက်ခொနည်းသားမီးအလုံးတို့အတွက်နူမရိုလော်ဂျီကဏ္ဍဝေဒင်ရဆိုရင်တော့အခက်ခဲကြတာအောင်မြင်မဲ့နေပါပဲအတိုက်ခံနေဘလို့ပဲရှိရှိကိုကကြော်ဖြတ်နိုင်မယ်မနာလိုသူတွေရန်လို့သူတွေဂျားကနေနာမည်ကုန်သတင်းကြော်ကြမယ်အလုတ်တစ်စဖို့အစီအစဉ်မျိုးတွေအခွင့်အရေးသစ်တွေပေါ်လာမယ်နိုင်ငံခြားလူမျိုးခြားတိုင်းရင်းသားအကျိုးပေးတယ်မိတ်ဆွေအောင်လူကောင်းတွေကကိုကိုအကူအညီအထောက်ပံ့ပေးပါလိမ့်မယ် လက်ကိုထိခိုက်မိတာလက်ကိုရှတာအပူလောင်တာမျိုးကိုဒီလိုနေ့မှာဂယုဆိုင်လိုက်ကြပါခင်ဗျာဒီနေ့တနေ့တအားလုံးကံကောင်းမလို့အတွက်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့တပြေညွန့်ကိုညွန့်မြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးဂုဏ်တော်ကိုးပါးကိုးကျင်ရွရွလိုရာစုတောင်းလိုက်ကြပါခင်ဗျာဒီနေ့အတွက်ပညာရေးကိစ္စသင်တန်းကိစ္စရှောက်လွှာကိစ္စအင်တာဗျူးကိစ္စထိုကိစ္စတွေအောင်မြင်ဖို့အတွက်ဆိုရင်တော့နွားတို့တစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးစုတောင်းလိုက်ပါခင်ဗျာဒီနေ့မှာမိရှုတန်းစဉ်ပွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်ကတော့မာမှုဗေဒနိယ အင်္ဂါနေ့ဘဝတိုက်ဖွာဇာတာရှင်များဖြစ်ကြပါတယ်။ငယ်စဉ်ကတည်းကချမ်းသာကြွယ်ဝပြီးအောင်မြင်မှုများရမယ်ဇာတာရှင်များဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာ။ဒီနေ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရတရားလမ်းညွှန်ရမယ်ဆိုရင်တော့ဒီနေ့မှာမွေးနေ့ရှင်တွေတစ်နှစ်လုံးကံကောင်းဖို့လို့အတွက်သီလရှင်ဆရာလေးတစ်ပါးကိုစံစီစားစေလှူပွဲလေးပါလှူဒန်းပြီးဆုတောင်းမွေးနေ့အလှပြုရေဆုတောင်းလိုက်ပါခင်ဗျာ။ဒီနေ့အတွက်အကျိုးပေးစိုးမိုးကဏ္ဍကတော့နှစ်ကဏ္ဍ၊ကိုးကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေအများငွေကန်ကောင်းမှုအတွက်ဆိုရင်တော့ ပတ်စံရိတ်ထဲကိုတပြေအရွက်ကလေးတရွက်ထည့်ပြီးစောင်းထားလိုက်ပါခင်ဗျာဈေးကလက်ခွန်ရရရာဖြစ်ကတော့မိမိရဲ့စိုင်းရှင်းမျက်နှာသာကိုလက်ဖက်ရည်အနှဲငယ်ကျက်ပတ်ပြီး ရောင်းပန်းသာဝယ်ပန်းလာဖို့ဆူတောင်းလိုက်ပါခင်ဗျာအယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေကိုတော့အယောင်တွက်သွားမလို့အတွက်လက်ဝါးကိုရေစွတ်ပြီးတို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ုံနဲ့တိတိတသာအယောင်တွက်အယောင်ထွက်သွားပါလိမ့်မယ်အမှုခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူအတွက်ညောင်ပင်ချင်းမှာအမွှေးတိုင်ကိုယ်တိုင်မိထွန်းပူဇော်ပြီး အခက်အကြတဲ့တွေလွတ်မြောက်ဖို့ဆူတောင်းလိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ကျမ်းမာရေးညံ့သူအတွက်ဓာတ်စာဖြစ်နေဒီလိုနေ့မှာကြက်ဥပြုတ်အနေငယ်စပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအချင်းရေးမေတ္တာရေးအိမ်တော်ရေးအစဉ်ပြေဖို့အတွက်ကတော့အုံကြီးတစ်ခွက်မြတ်စွာဘုရားရှင်ကိုဒီလိုနေ့မှာကတ်လှူလိုက်ကြပါခင်ဗျာ